ဒီတလန်လေးကိုမစားခင်မှာ Lion Subscribe တစ်ချက်လောက်လုပ်ပေးကြပါအောင်နော်။ဒါမှလည်းကျွန်တော်တို့အနေနဲ့စိတ်တက်ခွန်အားရပိုရလာပြီးဒီတက်ပိုမိုကောင်းမွန်တဲ့ဇလန်တွေကိုဖန်တီးဖို့အတွက်ခွန်အားရလာမှာပဲဖြစ်ပါတယ်။အရင်တည်းကဟိုဟိုကောင်ရုတ်တရက်လဲကြပြီးတည်သွားတာတကယ်ကိုမယုံနိုင်စရာပဲကွာ။ဒါကတာမန်ကိစ္စလည်းရောမဟုတ်ဘူးနော်။အရင်တယောက်တည်တာနဲ့ဒီကောင်တည်တာနဲ့ကတပန်းပြည့်သေးဘူး။ငါတို့ရွာမှာလည်းတယောက်ပြီးတယောက်တည်နေကြတာ။ ။ဒိမ်မင်းဆိုတဲ့လူငယ်တယောက်ကအော်ပြောနေကြတာပဲဖြစ်ပါတယ်။အရဲရှိရှိနဲ့အနေငယ်ကြီးလို့ကောင်းတဲ့လူငယ်တယောက်လည်းဖြစ်တာပေါ့။လမ်းရဲ့တစ်ဖက်ရှမ်းမှာတိုးတငယ်ချင်း၃ယောက်ရှိနေပြီးမျက်နှာရှင်းဆိုင်အိမ်ဟောင်းလေးတွေကအလောင်းစင်ကိုစူးစူးဆိုက်ကြီးလို့နေကြပါတယ်။ ဲဒီအိမ်ကတစ်သားနဲ့စားလို့ထားတာဖြစ်ပြီးတည်ဆုံးသူအိမ်မောင်နေထိုင်ရာရှေ့ကျအိမ်ကလေးတစ်လုံးပဲဖြစ်ပါတယ်။ဦးလေးဖြစ်သူဦးပြောင်ကြီးနဲ့နှစ်ယောက်တည်းနေထိုင်တာဖြစ်ပြီးအိမ်မောင်တည်ဆုံးရတဲ့ကိစ္စကတူယူတာယူတော့ဟုတ်မနေခဲ့ပါဘူး။ဒီရက်ပိုင်းအတွင်းပတ်ဝန်းကျင်ကတိုက်ခတ်နေတဲ့လေလူကလည်းအေးစိမ့်စိမ့်နဲ့မလို့အချိန်နေတော့တိမ်မှန်နေခဲ့ဘူးရော။မကောင်းတဲ့ကိစ္စတွေဖြစ်တော့မယ်ဆိုရင်တပါဝါပတ်ဝန်းကျင်ကစပြောင်းလဲလာတတ်ပါရဲ့။ နောင်တောင်ကုန်းကြီးရွာကလေးမှာထူးဆန်းတဲ့အဖြစ်အပျက်တွေကမကြာခဏဖြစ်ပေါ်နေကြတာကြောင့်ရွာသားတွေအားလုံးကြောက်လန့်နေကြကြပါတယ်အထူးသဖြင့်အမျိုးသားတွေနေထိုင်တဲ့အိမ်မှာဆိုပိုလို့တော်ဆိုတာပေါ့မိသားစုတစုမှာအမျိုးသားတစ်ယောက်ပါဝင်နေပြီဆိုရင်အဲ့ဒီအိမ်ကမျက်ကုံးလောက်ရတာပေါ့ဗျာရွာတွေကမျိုးသားတွေကလည်းတယောက်ပြီးတယောက်လဲကြတည်ဆုံးနေတာကဘာကြောင့်မှမသိရဲပဟေးတစ်ခုလိုဖြစ်နေတာကြောင့်ပါပဲ တို့တို့ငယ်ချင်းတွေအင်းမောင်တီဆုံးတာကိုအဝေးတနည်းအားကနေစောင့်ကြည့်နေတဲ့အချိန်ကြော်တန်းဆိုတဲ့လူငယ်တယောက်ကအရက်တောက်ရင်စကားပြောခဲ့လိုက်ပါတယ်။အေးကွာဖြစ်နေတဲ့ဟာတွေကစိတ်ချတမျိုးကြီးပဲ။ဒီဆုံးတဲ့သူတွေကလည်းသွေးရသားရောမဟုတ်တာအသိပဲလေ။မုတ်ဆိုးမှတရေပြန်လာပြီးငါတို့ရွာကိုဒုက္ခပေးပြီလားမသိဘူးဟဲ့။ အေးမောင်ရုတ်တရက်တေဆုံးသွားတဲ့ကိစ္စကသူတို့အဖို့စိတ်လေးလံသွားခဲ့ပါတယ်။ကြော်တန်းငငယ်တုန်းကအခုလိုဒူးဆန်းတဲ့အပြည့်ပြည့်မျိုးပြစ်ခဲ့ဘူးလားကိုမှတ်မိနေခဲ့သေးတာပေါ့။အဲဒီတုန်းကလည်းရွာထဲမှာရှိတဲ့အမျိုးသားတွေဘာကြောင့်မှန်းလဲမသိလဲကြတေဆုံးကုန်ကြတာပါ။တန်ရာလည်းမရှိဖျားနာတာလည်းမဟုတ်နောက်ဆုံးလူတွေကအိတ်နေရင်းနဲ့ပဲတေသွားခဲ့ကြတာပေါ့။အိုးနောက်ထပ်ကြိမ်အဲ့ဒီလိုမျိုးမဖြစ်ပါစေနဲ့လို့ကြော်တန်းရဲ့စိတ်ထဲမှာတွေးတောနေခဲ့မိပါရဲ့မင်းတို့တွေလည်းဒီကိစ္စကိုပေါ့ပေါ့ဆဆမလုပ်ကြနဲ့ကွာ ။တတိထားကြအောင်ငါကတော့မုံဆိုးမတရေဆိုတာဘယ်လိုပုံစံလဲတော့မသိဘူးကွာ။ငါမွေးလာကလေးကတခါမှလည်းမမြင်ဘူး။မတွေ့ဘူးဘူး။ဒါပေမဲ့အဲ့လိုမျိုးတရေစေရှိတယ်ဆိုတာကိုငါယုံတယ်ကွာ။အဲ့ဒီတရေမှငါတို့ရွာကိုဝင်လာရင်အခုလိုမျိုးစိုးစိုးဝါးဝါးကိစ္စတွေဖြစ်မယ်ဆိုရယ်ငါကြိုသိနေတယ်။ငါရင်းနှီးခဲ့ဘူးတဲ့ဆရာသမားတွေကပြောပြခဲ့တာကွာ။ ဒေဆုံးသူအေးမောင်ရဲ့ဦးလေးဖြစ်သူဦးပြောင်ကြီးကစကားဝိုင်းထဲကိုဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။မျက်လုံးတွေကနီးရဲနေပြီးဒေါသတွေထွက်လုံနေတာပေါ့။မျက်တောင်ရဲ့အဆုံးမှာမျက်ရည်စာတွေတွေ့လဲခုန်နေပြီမလို့သူဖြစ်သူတေဆုံးတာနဲ့ပတ်သက်ပြီးဝမ်းနည်းနေရဆိုတာပေါ်လွင်လို့နေခဲ့ပါတယ်။အဲဒီချိန်စိတ်မြင့်ကကျုပ်တို့ဘာလို့ရမလဲဆိုပြီးဦးပြောင်ကြီးကိုမေးခဲ့လိုက်တာပေါ့။ဘာလို့ရမှာလဲဟာကိုကူကာကွယ်ရမှာဗောကွာအနည်းရောက်အင်ဂျီတစ်တွေကိုရှာဝယ်ပြီးအိမ်ရှိမှာရှိထားကြ အဲ့လိုမှမဟုတ်ရင်အမျိုးသားတွေအတွက်ကံကောင်းစီမဲ့အဆောင်တွေကိုစောင့်ထားအေးအဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်လည်းလက်သေးနီဆိုးထားလိုက်ကွာမတော်စားငါတို့ရွာကိုမုံဆိုးမတရေကြီးဝင်လာခဲ့ရင်တရွာလုံးယောက်ျားမရှိဘူးလို့ထင်ရအောင်လုပ်ရမှာကွာအီမောင်ရဲ့ဇာပနာအခမ်းအနားပြီးတာနဲ့ငါကိုယ်တိုင်ဆရာကောင်းကောင်းရှာပြီးအဲ့ဒီမုံဆိုးမတရေကိုအမြင့်ဖြတ်ပြင်မယ် ။ဦးပြောင်ကြီးရဲ့စကားလုံးတွေဒေါသတွေကြီးအောင်နေခဲ့ပါတယ်။သူဖြစ်သူအေးမောင်တင်းဆုံးရတာနဲ့ပတ်သက်ပြီးအတော်လေးကိုချိတ်မနိုင်ခင်မရဖြစ်လို့နေခဲ့တာပေါ့။ဦးပြောင်ကြီးကသူ့ရဲ့မြင်းဖြစ်သူအေးမောင်ရဲ့တငယ်ချင်းတွေကိုအဲ့ဒီလိုတတိပေးပြီးစာပနာအခမ်းအနားရှိရာကိုဝန်ထမ်းစိတ်နဲ့လမ်းလျှောက်သွားခဲ့ပါတယ်။ တပတ်မှာတော့ကြော်တန်းနဲ့စိတ်မင်းတို့တငယ်ချင်းနေအောင်ဈေးကိုသွားပြီးအနီအောင်အင်ဂျီဝယ်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ကြပါတယ်။သူတို့နေအောင်မော်တော်ဆိုင်ကနေဈေးကိုထွက်လွတ်လာခဲ့တာပေါ့။အဲဒီချိန်လမ်းချောင်းမှာထူးဆန်းတဲ့ယာရီကိုတတိထားခဲ့မိလိုက်ပါတယ်။အခုအိမ်တိုင်းလိုလိုမှာတော့အနီအောင်အင်ဂျီတွေအမျိုးသားတွေအတွက်ဘေးကင်းစေမယ့်အဆောင်တွေကိုအိမ်ချင်းမှာချိတ်ဆွဲထားတာပဲဖြစ်ပါတယ်။တချို့ကပိုပြီးတေးကြအောင်လက်သေးအနီခြေသေးအနီတွေကိုစိုးထားခဲ့ကြတာပေါ့။တချို့ကပြန်တော့လေမိတ်ကပ်တွေပါးနီတွေပါလိမ့်ချထားခဲ့လိုက်ကြပါသေးတယ်။ ငါကတော့လက်သေးနီဆိုလို့အဆင်မပြေလောက်ဘူးကွာငါမျက်နှာရှော်ရှော်လေးနဲ့လက်သေးနီသာစိုးလိုက်ရင်တော့လက်သေးနီနဲ့မျက်နှာနေနေလောက်ချွေနေမြဖြစ်သွားပြီးငါ့ကိုအရှောက်ကြီးလို့ပြောကြမှာပေါ့ကွာမဟုတ်ဆိုးမတဲ့အရှောက်ခံထားရတဲ့ကိုစိုးသွားလိုက်မယ်ငါကောင်အေးအေးကွာမင်းပြောမှလည်းငါလည်း dream ပြီသားငါလိုကောင်လည်းလက်သေးနီအောင်စိုးလိုက်ရင်ကြားကြီးကနေကျဲပေါက်ကလေးဖြစ်သွားမှာကွာဟဲ့ ဟာဟုတ်သွားပြီဗျာကြားမပြင်းတော့မင်းကကျွေးမလေးဖြစ်သွားပြီပဲဟေးမင်းနဲ့လှပါရဲကွာတယောက်ကိုတယောက်နောက်ပြောင်ကြည့်တဲ့ရင်ဆိုင်ငယ်မောင်းကဇေးကိုသွားနေခဲ့ကြတာပဲဖြစ်ပါတယ်သူတို့နှစ်ယောက်သားအနီးအောင်အင်ကြီးဝဲဖို့ရွာကနေအလင်းစလိုထွက်လာခဲ့ကြပြီမယ်ဇေးကိုရောက်တော့တငယ်ချင်းတွေတွေ့ဆုံပြီးအရက်တော့ပွဲဖြစ်သွားကအရှိန်ကုန်သွားခဲ့ကြပါတယ် ီတဲ့ပိုဆိုတာကစကီလေးတယောက်စေမောမှာကားပြနေတာကိုလက်ပကြီးနဲ့ကြီးနေခဲ့ကြတာပဲဖြစ်ပါတယ်။အချိန်တွေဟာအပြေးပြေးကုန်လွန်သွားပြီးနောက်ဆုံးမှာတော့အမောင်တို့စားတင်လွှမ်းရှုံလာခဲ့ပါတယ်။ညာဘက်ကြီးဈေးကနေဖနောင်တောင်ရွာကိုပြန်လာတဲ့လမ်းမှာအမောင်တို့ကအတော်လေးကိုလွှမ်းမိုးလို့နေပြီပဲဖြစ်တာပေါ့။ကြံစိုးချင်တော့လာကွယ်ညာဖြစ်တဲ့အတွက်ပတ်ဝန်းကျင်ဒီကုလုံးလာမင်းရဲ့အလင်းရောင်ရှိမနေပဲစိုင်းကေကထွက်ပေါ်နေတဲ့မိအလင်းရောင်ကသာရှိလုံနေပါတယ်။လမ်းရဲ့တစ်ဖက်တစ်ချက်မှာလည်းရွာသားတွေရဲ့ဥယျာဉ်ခြံတွေအိမ်တွေကတိတိမမရှိ လို့หนีခဲ့တာပါဒါပေမဲ့တကူနဲ့တကူအကွာအဝေးကအတော်လေးကိုလှမ်းလာတဲ့အတွက်အဲ့ဓာရီကိုကြီးပြီးသူတို့တငယ်ချင်းနှစ်ယောက်သားကြောက်စိတ်တွေဝင်လို့လာခဲ့တာပေါ့မကြခင်ကတေဆုံးသွားခဲ့တဲ့အေးမောင်ရဲ့အကြောင်းကိုသတိရသွားပြီးစိတ်ထဲပိုလို့မတတ်မတာဖြစ်သွားခဲ့ရပြန်ပါတယ်တေဆုံးသွားတဲ့အေးမောင်ကိုကြောက်ရမလားမုတ်ဆိုးမတရေကိုကြောက်ရမလားနှစ်ယောက်သားတွေးရင်စိတ်ထဲမှာဘလောင်ဆူလို့หนีခဲ့ကြပါပြီရုတ်တရက်ရွာလေးကနေခွေးတွေကလည်းကြည်ကြော်အော်ခင်းနေခဲ့ကြပါသေးတယ်သူတို့ရဲ့လေဝင်ကိုစတ်ထုတ်ပြီးအစုတ်ထဲမှာဂိမ်းအောင် ီရဲ့လေးတွေအားလုံးကိုဘဇက်ကနေတစ်စီအော်တန်ဟစ်တန်တွေအပြည့်ပြောင်းလဲသွားပြီးဆွဆွဲငင်ငင်ဥနေခဲ့ကြတာလည်းဖြစ်ပါတယ်။ခွေဥတန်တွေကတိုးတိုးကလေးကနေတဖြည်းဖြည်းကျေလာတော့ပဝင်းချင်တစ်ခုလုံးမှာတရေတွေရှိနေသလိုမျိုးခံစားခဲ့ရရပြီးကြော်တန်းကောင်းစိန်မြင့်မှာနှစ်ယောက်စလုံးရှင်းလုံးတွေတုံလာခဲ့ကြပါတယ်။ဒရုန်ညောင်သေးကပို့ပြီးတော့အကြောက်ကြည့်သူကတော့စိတ်မြင့်ပါစိတ်မြင့်ရဲ့လက်တွေကကြော်တန်းရဲ့ပခုံးကိုတင်းတင်းကျပ်ကျပ်စုပ်ကိုင်ထားပြီးရှေ့ပြားလက်ပြားတွေအေးစက်လို့နေခဲ့ပါတယ်။ဘာလို့လို့ပါကိုင်ရမလဲမသိတော့ရှာပါဘူး။ ပဝင်းချင်းမှလည်းအရာအလုံးကတိတ်ဆိတ်လို့နေခဲ့ပြီးအမောင်တို့နဲ့အတူခွေးဥတာတွေသာတည်ရှိလို့နေပါတယ်။ဒီလိုနဲ့လမ်းခွေးတစ်ခုကိုရောက်ရှိလို့သွားခဲ့တာပေါ့။သူတို့ရောက်သွားတာကဒေါ်ဖုံနဲ့ဥဖိုးတောင်တို့ရဲ့အိမ်ရှိပဲဖြစ်ပါတယ်။အဲဒီအိမ်ကိုအရင်ကအမြဲလို့ဖြတ်မောင်းသွားတိုင်းဘာမှမခံစားရပြီမဲ့ဒီညမှာတော့ဆိုင်ကယ်မီးအနည်းအောင်ကအိမ်ရှိရှန်စီယိုကိုရောင်ပြန်ဟတ်တဲ့အခါကျူးစမ်းတာကိုသူတို့နှစ်ယောက်စလုံးအန်အော်ဒီမြင်တွေ့ခဲ့လိုက်ကြရပါတယ်။ဒေါ်ဖုံနဲ့ဥဖိုးတောင်တို့နေထိုင်ရာအိမ်ရှိမှာတော့အနီရောင်အင်ဂျီရီရောအမျိုးသားတွေ တွေအတွက်ကံကောင်းစီတဲ့အဆောင်ရောဘာတစ်ခုမှရှိတ်ဆွဲထားခြင်းမရှိပါဘူး ရုတ်တရက်တစုံတစ်ခုကိုမြင်လိုက်ရတဲ့အတွက်စိတ်မင်းတယောက်ကအန်အော်ထိတ်လန့်လို့သွားပြီးမျက်လုံးတွေကိုထက်ခါထက်ခါပုတ်တက်နေခဲ့ပါတော့တယ်။အကြောင်းကတော့အိမ်ကြီးအပေါ်ကမှမုံဝါဝအရေးတစ်ခုကိုမြင်လိုက်ရတာကြောင့်လည်းဖြစ်တာပေါ့။စိတ်မင်းကငါမျက်လုံးမှားတာလို့တွေးနေတဲ့အချိန်မှာပဲဆိုင်ကယ်မောင်းနေတဲ့ကြော်တန်းရဲ့ပါးစပ်ကနေဟိတ်ကောင်ဟိုမှာလူသားတရေလားဒါပါလေကွာငါကြောက်နေပြီမမြန်မောင်းတော့မယ်လို့အော်လိုက်တဲ့အတန်းကိုကြားခဲ့လိုက်ရပါတော့တယ်။ဘာမှမသိတဲ့အရာကိုမြင်တွေ့ခဲ့လိုက်ရတာကြောင့်သူတို့နှစ်ယောက်စလုံးအမွေးကြီးထောင်လို့လာခဲ့ပြီးကြက်သိမ်းမွေးညင်း င်းနေထားလလာခဲ့ပါရီဒေါ်ဘုံတို့အိမ်မှာဘာအင်ဂျီမှလည်းချိန်ဆွဲမထားခဲ့ဘူးဗောဒီလောက်မောင်းနေတာကိုအင်ရှင်ရှန်စီယိုမှာဘသူကရက်နေတာလဲလို့စိတ်ထဲမှာတွေးရင်ကြော်တန်းကလီဘာကိုတဆုံးဖြေးကဆိုင်ငယ်ကိုမောင်းထွက်လို့သွားခဲ့ပါတော့တယ်အဲ့ဒီချိန်ရှန်ရှင်းမှာရက်နေတဲ့အိမ်မဲကြီးကကြော်တန်းနဲ့စိတ်မင်းတို့နောက်ကိုလိုက်လာတယ်လို့သူတို့ရဲ့စိတ်ထဲတွေးခဲ့လိုက်မိပါရီကြော်တန်းကလမ်းတတဲကိုကြီးပြီးဆိုင်ငယ်ကိုအားကုန်မောင်းနေပြီမင်းစိတ်မင်းကတော့အနောက်ကိုပြန်လဲကြည့်နေတဲ့အချိန်တစုံတစ်ခုကြောင်းမျက်လုံးပြမျက်စံပြဖြစ်သွားခဲ့ရပါတယ် အဲ့ဒီအရေးရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရတဲ့အခါမှာတော့မိမတယောက်ရဲ့မျက်နှာပဲဖြစ်ပါတယ်အဲ့ဒီမျိုးသမီးရဲ့မျက်နှာကကြည်ပြော်ရှုပြော်ရှိပေမယ့်မျက်လုံးတွေဟာမီလီယံလုံးညည်းနေပြီးကြောက်စရာကောင်းတဲ့အသွင်ပြင်ရှိလာပါတယ်။ဗဇက်ကြီးတွေကလည်းသူမပြောရင်ပြုံးသလောက်ဖျဲရင်ဖျဲသလိုကျဲလို့သွားခဲ့တာပါပဲ။သွားရီပေါ်လာတဲ့အချိန်မှာတော့ကြည်လို့ရှုလို့မရနိုင်လောက်အောင်ကြောက်စရာကောင်းတဲ့အသွင်တံတန်ကြီးဖြစ်နေတဲ့ဆိုတာစိတ်မြင့်တိကြလိုက်ရပါတယ်။ အဲ့ဒါကတော့တခြားသူမဟုတ်ပါဘူး။ရွာထဲမှာတောင်းကျန်နေတဲ့မုတ်ဆိုးမတရေကောင်သာဖြစ်ပါတယ်။စိတ်မြင့်တို့ကိုပြုံးပြလိုက်တဲ့အခါမှာတော့ပေါ်လာတဲ့သွားတွေကအနီအောင်တွေဖြစ်နေပြီးတွေးတွေကဗစက်သေးကနေယူစည်းကြလာတာကိုစိတ်မြင့်တယောက်မြင်လိုက်ရပြန်ပါတယ်။ဟာတတတတတရေဟာမြင်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 မောင်းကြော်တန်းရေမြင်မြင်မောင်းမောင်းမောင်းမြင်မြင်မောင်းကြောက်အားလန်အားနဲ့စိတ်မြင့်ကအော်ခေပြောဆိုခဲ့ပါတယ်။ ငါငါလည်းအချိန်တည်းမောင်းနေတာပဲလီဘာကျိုးတော်ပြတ်တော်မယ်ဟာမင်းနဲ့ကြောက်တာမဟုတ်ဘူးငါလည်းသိဆွဲကြတော့မယ်ကွာလောလောဆယ်နာကြီးတယ်မြောင်းမသားရဲ့အလန်ကြားဖြစ်နေတဲ့စိတ်မြင့်ကိုကြော်တန်းတရာပြန်အောင်ရင်းဆဲခဲ့လိုက်ပါတယ်ဒါပေမဲ့စိတ်မြင့်ကတော့ကြောက်လို့လို့ဘာမှခွန်တုတ်ပြန်နိုင်ခြင်းတော့မရှိခဲ့ဘူးပေါ့စိတ်မြင့်ရဲ့မျက်လုံးထဲမှာအနောက်မှာရှိတဲ့မုတ်ဆိုးမတရေရဲ့ကြောက်စရာပုံရည်ကြီးကပြက်ပြက်သားသားမြင်နေရလို့ပဲဖြစ်ပါတယ်ဒါပေမဲ့လူငယ်တစ်ပါးဝစူးစမ်းခြင်းစိတ်ကိုထိန်းလို့မရပါဘူး တပင်ကြီးတပင်ရဲ့အနာကိုရောက်သွားတော့ဆိုင်ငယ်ကိုရက်ခဲလိုက်ပြီးမုတ်ဆူမတေးရဲ့လို့ထင်ရတဲ့အဲ့ဒီအိမ်မဲကြီးကိုအသေးစားစောင့်ကြည့်နေခဲ့ကြပါတော့တယ်ဟာဟိုမကြီးတန်းသူသူလေးဘောပြန်သွားပြီကွာဟာတော်ဘုံတို့အိမ်ထဲဝင်သွားပြီကွာကျော်တန်းကအလန်ရာနဲ့အော်ဟစ်ခဲ့လိုက်ပါတယ် ။ရှင်းရှင်းမင်းသူတို့ရဲ့စိတ်ထဲဥဖိုးတောင်အတွက်စိုးရိမ်စိတ်ကတစ်ဖြက်ဖြက်ပေါ်လာခဲ့တာပေါ့။ဒါပေမဲ့ကြောက်စိတ်ကပုံမကြီးစိုးနေတာကြောင့်ဘာမှတော့မတက်နိုင်ခဲ့တော့ပါဘူး။နောက်ဆုံးတော့အဲ့ဒီအိမ်မဲကြီးကိုထားခဲ့ပြီးဥဖိုးတောင်ဘာမှဖြစ်ပါစေနဲ့လို့ဆုတောင်းရင်သူတို့မောင်းထွက်လာခဲ့လိုက်ကြပါတော့တယ်။အင်းညာရွာကိုရောက်တော့သူတို့နှစ်ယောက်စလုံးကြော်တန်းရဲ့အိမ်မှာအိပ်ဖြစ်ကြပါတယ်။ဝေလာတဲ့အင်ဂျီအနီအောင်တွေကိုလည်းအလော်တကြီးအိမ်ထဲမှာရှိတ်ဆွဲထားခဲ့လိုက်ကြတာပေါ့။ဥပြောင်ကြီးမှားထားတဲ့အတိုင်းပဲလှုပ်ပြီးမှစိတ်အေးသွားကမျက်လုံးမဲ့အိပ်လို့ရပါတော့တယ်။ မနက်မိုးလင်းတော့နေအောင်ကမိုးကောင်းကင်အစုံကနေထွက်လာပါတယ်။ကြော်တန်းနဲ့စိမင်းတို့နေအောင်မျက်လုံးဖွင့်လိုက်ပြီးဆိုတာနဲ့အိမ်ကညီတော်မောင်တွေရဲ့အော်ခစ်ဆူညံတန်တွေကိုကြားခဲ့လိုက်ရတာပေါ့။ကိုပိုးတော်နဲ့ပတ်သက်တဲ့စကားတန်တွေကိုဝိုးတော်ကကြားလိုက်ရတာနဲ့ဒီပိုင်းနဲ့သူတို့နေအောင်စလုံးအိယာကနေခုန်ထားပြီးအိမ်ရှိကိုထွက်လာခဲ့ကြပါတယ်။တကားပေါက်ကိုရောက်တော့ပဝင်းချင်းကိုအကဲခတ်ကြည့်လိုက်တာပေါ့။တစ်ဖက်မှာဒေါ်ဘုံဟာမျက်ရည်တွေနဲ့ငုံယုံနေပြီးဥမှုတော်တေးသွားပြီးလို့ဥတုတ်ကြီးကိုတရှုံရှုံနဲ့ပြောနေတာကိုတွေ့ခဲ့လိုက်ရပါတယ်။ မောက်စိုးမတရေကဥမိုးတောင်ရဲ့ခန္ဓာကိုယူသွားတယ်ဆိုတဲ့အဲဒီစကားကိုကြားတော့ကြော်တန်းတဲ့စိတ်မျိုးတို့နေအောင်ဒေါ်ဘုံတို့အိမ်မှာမနေညာကတွေးကြရတဲ့အဖြစ်အပျက်တွေကိုပြန်ပြောပြခဲ့လိုက်ပါတော့တယ်။အဲဒီစကားဝိုင်းထဲမှာဥပြောင်ကြီးလည်းရှိနေတာမလို့အကြောင်းစုံကိုသိရှိလို့သွားခဲ့တာပေါ့။ဥပြောင်ကြီးကလည်းစိုးရင်တကြီးနဲ့ဒီကိစ္စကိုဘလို့ကင်တွေဖြေရှင်းရမလဲဆိုတာကိုစဉ်းစားလို့နေပါတော့တယ်။ဟောကိစ္စတွေကအတော်လေးကိုစိုးလာပြီကွာ။ဒါကိုဒီတိုင်းထားလို့မဖြစ်တော့ဘူး။မောက်စိုးမတရေကအတော်လေးကိုတောင်းချမ်းနေတာပဲ။ အခုပဲငါဆရာတယောက်ကိုသွားခေါ်ပြီးဒီကောင်မကိုအမြင့်ဖြတ်ပြစ်မယ်ဒီလိုဆက်လွတ်ထားရင်တော့တယောက်ပြီးတယောက်သေးတာနဲ့ရွာမှာယောက်ျားသားတယောက်မှမရှိတော့ဘူးဖြစ်ကုန်တော့မယ်ဩရှင်လေးဆရာပဲဟာနေပါဟုံးပြောင်ကြီးဟာမဟုတ်ဆုံးမတည်းရဲ့ဆိုတော့အဲ့ဒီမျိုးသမီးကတိတ်သွားပြီမဟုတ်လားဘယ်လိုလုပ်ပြီးနောက်တစ်ခါထပ်သေးနိုင်မှာလဲကွစိမင်းကသူတည်ကျင်တဲ့အကြောင်းအရာတွေကိုရှရှင်းဝင်မေးခဲ့လိုက်ပါတယ်။အော်စိမင်းကနောက်တစ်ခါသေးတာမဟုတ်ဘူးကွာ။သူ့ရဲ့အပြစ်တွေအတိုင်းငရဲမှခံရအောင်လုပ်ပေးရမှာ။ ဒါမှငါတို့လိုလူပုံလောကသားတွေကိုနောက်ထပ်မနှောက်ရှက်နိုင်တော့မှလေမင်းကငါ့ကိုဘာရီမင်းနေတာလဲအဲ့ဒါတွေတည်ကျင်ရင်ဖုန်းကြီးเจ้าမှာတွားလီလားကွာမစကားကောင်းပြောနေရင်ဝင်မရှုံနဲ့ဦးပြောင်ကြီးကစိတ်တူတူနဲ့စိတ်မြင့်ကိုပြောခဲ့လိုက်ပါတယ်။ပြောဆိုပြီးရနဲ့ဦးပြောင်ကြီးလည်းစကားပိုင်းကနေရှက်ရှင်းထွက်သွားပြီးတရှားရွာကနမေကြီးပြောကစီယာတယောက်ကိုတွားခေါ်လာခဲ့ပါတော့တယ်။ အဲဒီဆရာကမော်ပညာမနဲ့အတက်မှာအတော်လေးကိုစွာကြီးမားတယ်လို့လူအများကတည်ထားကြပါတယ်။အဲဒီလိုနဲ့အဲဒီဆရာကိုခေါ်ပြီးဥပြောင်ကြီးရွာကိုရောက်လို့လာခဲ့တာပေါ့။ညရောက်တော့မုတ်ဆိုးမတရေကိုဖမ်းဖို့အတွက်ပြင်ဆင်မှုတွေစားဆုပ်ကြပါတယ်။ဘယောကဆရာကလူလက်ပိုင်းအရွယ်ပါ။မုတ်စိတ်ထူထူနှာခမ်းမွေးထူထူရှိတာကြောင့်အမတ်တမဲကြည့်ရင်လူကြီးတရားလို့ထင်ရပါတယ်။သူရဲ့မျက်နှာအတွင်ပြင်ကိုတေရှာကြည့်မယ်ဆိုရင်တော့ကြည့်လို့ကောင်းပါတယ်။မျက်လုံးမျက်ဖန်စူးရှာရှာနဲ့ခန္ဓာကိုယ်ပေါ်မှာအင်းကွက်တွေအပြည့်ရေးဆွဲလို့ထားခဲ့တာပေါ့။ အားလုံးကိုရှုံကြည့်လိုက်မယ်ဆိုရင်တော့သူ့ရဲ့ပုံစံကလူရှင်ရတဲ့ပုံစံပါပဲ။ဥပြောင်ကြီးဥကျော်တန်းစိတ်မြင့်နေတခြားရွာသူရွာသားတွေအားလုံးကျော်တန်းရဲ့အိမ်ရှိမှာစုဝေးခေလိုက်ကြပါရဲ့။မုံစုံမတရေကိုထောင်ချောက်တဲဆွဲခေါ်ဖို့အနီရောင်အင်ကြီးတွေကိုအိမ်ရှိကနေဖယ်ခေလိုက်တာပေါ့။ ။ဘယောဟာဆရာကအားလုံးအိမ်ထဲမှာနေကြအပြင်မထွက်နဲ့လို့မှာပြီးတအိမ်လုံးကိုပရိတ်ကျိုးတွေနဲ့ပတ်ထားခဲ့လိုက်ပါတယ်။ပြီးတာနဲ့ EDC ဝိုင်းထဲမှာအားလုံးထိုင်ခဲ့လိုက်ကြပြီးဖျားစာတွေကိုရွတ်ဆိုရင်မုတ်ဆိုးမတရေပေါ်လာမှာကိုစောင့်ဆိုင်လို့နေခဲ့ကြတာပေါ့။မြူခိုးတွေတပြေးပြေးလွင်ပြေလို့နေပြီးပေါင်မဲနေတဲ့မိုးကောင်းကင်ပေါ်မှာထဝက်များရှိနေတဲ့လာမင်းကတပြေးပြေးလင်းလက်လို့လာပါတယ်။ညနေလာတဲ့အချိန်မှာတော့အိမ်ခေါင်မိုးပေါ်မှာအော်ဟစ်တောင်းကျန်းနေတဲ့ကြီးကန်းတွေရဲ့အော်တန်တွေရွာချင်းကိုပေါ့ကြည်ကြလောင်လောင်အော်ဟစ်နေတဲ့ခွေးအော်တန်တွေကပြိုင်ဆိုင်နေတယ်လို့မျိုးပဲပေါ့ ကျော်တန်းနဲ့စိန်မင်းတို့နှစ်ယောက်ကမုတ်ဆိုးမတရေကိုမြင်ခဲ့ဘူးလားမလို့အခုတော့အရှင်ဒီမှာတော့ကြောင်တန်းနေခဲ့ပြီးစိန်မင်းရဲ့စိတ်ထဲမှာမုတ်ဆိုးမတရေကြီးရဲ့မျက်နှာကိုပြပြသသာမှတ်မိနေတော့မှာပဲအဲဒီချိန်ပြောင်ကြီးကအားလုံးတိတ်ဆိတ်နေကြလို့မှားခေလိုက်တာပေါ့ဘယောကဆရာကလည်းမျက်လုံးမိတ်အာယုံပြူးပြီးကာနာမန်နန်တွေကိုရွတ်ဖက်နေခဲ့လိုက်ပါတယ်ခဏကြာရွတ်ဖက်ပြီးသွားတဲ့နောက်မှာတော့မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအေးဆက်ဆက်လေးလေးတစ်ချက်တိုက်ခတ်လာပြီးခန္ဓာကိုယ်ကိုပုတ်ခတ်လို့သွားခဲ့ပါတယ်အဲဒီလေတူထဲမှာအငွေတစ်ခုကရောရှက်လို့နေတာပေါ့ ဒါအပြင်အပုံနှံလုံးလုံးအညီနှံလုံးလုံးအတော်လေးကိုစိုးဝါလာတဲ့အနံတစ်ခုကလေအထက်ဝဲပြန်လုံးနေခဲ့ပြီးရွာသားတွေရဲ့အနံ့ခံအာယုံကိုထိုးနှက်လို့နေခဲ့ပါတော့တယ်။ဘယောကဆရာကြီးမျက်လုံးအစုံပွင့်ဟသွားတဲ့အခါမှာတော့ညနေရှင်းဆိုင်မှာမုတ်ဆိုးမတရေကြီးရှိနေတယ်ဆိုတာကိုမြင်တွေ့ခဲ့လိုက်ရပါတယ်။အဲဒီမုတ်ဆိုးမတရေဟာသပင်းအရှိကြီးဖြစ်ပြီးခါးလေအထီအောင်ရောက်လုံနေခဲ့ပါပြီ။ ။ဇပင်ရှိတဲ့တရဲမျိုးဆိုတာကနှစ်ပေါင်းများစွာတရဲစီဘွားမှာနေထိုင်ခဲ့ရတယ်ဆိုတဲ့ပြရုပ်ကိုပေါ်ပြနေတယ်လို့မျိုးပါပဲ။ဒူမာဝစ်ထားတဲ့အဝယ်စားကအစင်းလွယ်လေးပါ။အင်ကြီးကအတော်လေးကိုကြည့်လို့ကောင်းတဲ့အပြင်သူမရဲ့စနေရန်တစ်ခုကိုထောက်ဝက်မြပေါ်ထားပါသေးတယ်။ကောင်းမအပုတ်ကောင်ရုပ်ဆောင်တွေကိုငါမမှန်မောဘူးဟဲ့ ယောဂဆရာကအဲ့ဒီလိုအော်ဟင်းရင်ကာလာမန္တန်ကိုရွတ်ဖက်ပါတော့တယ်။သူသိပါတယ်။မုတ်ဆိုးမတရေကအိမ်ပက်လက်မှာရှိထားတဲ့ပရိဂျိုးတွေကိုဘလို့မှဖျက်ကျော်လာနိုင်မှာမဟုတ်ဘူးဆိုတာပယောဂဆရာသိလို့နေတာပေါ့။ဟဲပယောဂဆရာလေးကအဆင်လေနှကမ်းမွေးလေးတွေနဲ့ကြည်စံငါတော့ရာကြည်ရာကြည်ဖြစ်နေမှာပဲ။ဟဲဟဲဟဲနေရငါ့လိုတရေမချောချောလေးကိုမလို့ရှင်ဘူးလား။ဟီးယွန်ဆရာကြီးပုတ်ပယ်နေတာကများ နင့်ကိုနင်ရှောတယ်လှတယ်မှတ်နေလားဟမ်။အော်ဂလီစံလိုက်တာကွာ။ဒီနေ့ကနင့်ကိုဖမ်းပြီးကြီးရဲနှစ်ပြမယ်။ပြောကားဆရာကခက်ချန်တဲ့လေတန်းနဲ့တရေမကိုအော်ပြောခဲ့လိုက်ပါတယ်။ဇီဝိုင်းအပြင်မှာရှာထားတဲ့ရှုံးအိုးတလုံးကိုလက်ညှိုးထိုးပြရင်းပြောခဲ့လိုက်ခြင်းလည်းဖြစ်တာပေါ့။ပြောကားဆရာရဲ့နှုတ်ပြားကနေလေမန်တန်တွေကိုအဆက်မပြတ်ရွတ်ဆိုပြီးအဲဒီအိုးကိုမှုအတက်သွင်းနေခဲ့ပါတယ်။အဲဒီအိုးပူလာတာနဲ့အများမုတ်ဆိုးမတရေမမခံနိုင်တော့ပဲအဲဒီအိုးတွေဝင်သွားရမယ်လို့ပြောကားဆရာကြီးတွေးနေခဲ့ပြီးပါတော့တယ်။ နင်အဲ့ဒီရှော့အိုကြီးတုံးနေရတာမငီးဝေဘူးလားအခုလို digital ခက်ကြီးမှာ digital အိုလေးပြောင်းသုံးလိုက်ရင်ပိုပြီးအဆင်မပြေဘူးလားဒါမှမဟုတ်ငါတရရှင်စားတဲ့အိုလေးဆိုရင်ရောဟိဟိမောင်စိုးမတရေကပယောကဆရာကြီးကိုမခန့်တဲ့ပုံစံနဲ့ပြောခေလိုက်ပါတယ်။ဗစက်ကြီးကိုပြဲပြီးကြစ်ကြလလောင်ရီမောနေတဲ့အတန်ကပဝင်းကျင်တစ်ခုလုံးမှာပဲတင်ထက်လို့သွားခေတာပေါ့။ရှက်ရှင်းသွားသလိုပဲသူရဲ့လက်ဖက်အရှိကြီးကိုဆွဲဆန့်ခေလိုက်ပြီးရေဂျိုးကိုကြောက ပျောကားဆရာကြီးရဲ့ဥကောင်းကိုလမ်းဆွဲခေလိုက်ပါရယ်။ဒါပေမဲ့သူ့ရဲ့လက်ကပြေကျိုးတားထားတဲ့စီဝိုင်းလေးကိုရောက်ရုံနဲ့ရှိသေးမိဖွားတွေကတဟုံးထားတောက်လာခဲ့ပြီးသူ့ရဲ့လက်ကိုမီးဆွဲလောင်လို့သွားခဲ့ပါတော့ရယ်။အာပူတယ်။ဥမာဘောဟဲ့ပြေကျိုးကိုနင်းကသွားခိုင်းတာပဲ။တကြံရည်နဲ့ပတ်တာမဟုတ်ဘူး။တရားဓမ္မရဲ့အရှိန်အဝါကြောင့်မကောင်းမှုတွေဂိမ်းအောင်နေတဲ့နေရခန္ဓာကိုယ်တစ်ခုလုံးကိုအပူမီးတွေတောက်လောင်နေတာဟဲ့။အဲ့ဒီအိုးက နေမျိုးဘူးစုတ်ဘူးတဲ့တရက်ရှင်အိုးမဟုတ်ဘူးဒီအိုးတဲကိုအေးအေးဆေးဆေးဝင်မလားငါရဲ့ပဒီကွင်းနဲ့နေ့ကိုဖမ်းရှုပ်လိုက်ရမလားဘယောကဆီယာကမုတ်ဆိုးမတရေကိုထက်မှန်អော်ပြောခဲ့လိုက်ပါတယ်ပဒီကုံးဆိုတာကတစီပန်းကျိုးကွင်းလိုမျိုးပါပဲစွမ်းအားကြီးမာတဲ့တရက်စီတွေကိုမြင်မြန်ဆန်းဆန်းဖမ်းရှုပ်ရှင်တဲ့အခါအေးမန်တဲ့အတက်တွေနဲ့တေချာစီရင်ထားတဲ့အနီးရောင်ပဒီကွင်းလေးကိုအတုံးပြူရပါတယ် မုတ်စုံမတရေကစက်ပြီးကောင်းမာနေတာကိုမြင်တော့ပယောကဆရာလဲအိတ်သေးကနေအနီရောင်ပတိကုံးလေးကိုဆွဲထုတ်ခဲ့လိုက်ပါတော့ရယ်မန္တန်တပုတ်ကိုချက်ရှင်းရုပ်ခဲ့လိုက်ပြီးပတိကုံးနားတိကဘူးဆိုပြီးမှုတ်ထုတ်ခဲ့လိုက်တာပေါ့ပြီးတော့မုတ်စုံမတရေရှိရာကိုအားနဲ့လွှဲပြစ်ခဲ့လိုက်ပါတော့ရယ်အဲ့ဒီချိန်မှာဦးပြောင်ကြီးကြော်တန်းစိတ်မြင့်ပါဝင်အနောက်မှာရှိနေကြတဲ့ရွာသူရွာသားတွေအားလုံးမုတ်စုံမတရေကိုနိုင်တော့မယ်လို့အလိုလိုတိခဲ့လိုက်ကြပြီးပြုံးနေခဲ့ကြပါတော့ရယ် လေအထက်မှာပြန်ဝဲသွားတဲ့အနီရောင်ပရီလုံးလေးကမုတ်ဆိုးမတရေရဲ့ခန္ဓာကိုယ်ကိုတင်းတင်းကြပ်ပတ်ရှိလို့ထားခဲ့တာပေါ့မိတောက်တွေကလည်းသူမရဲ့ခန္ဓာကိုယ်ကိုတဖြည်းဖြည်းတောက်တောက်နေပြီးနောက်ဆုံးတော့အနီရောင်ပရီကုံးလေးကြောင့်ငကိုတိုင်းရှိနေတဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းကျုံ့လို့သွားပါတော့တယ်ဘယောဂဆီယာကလည်းကာရမဏန်တွေကိုအစမပြတ်ရွတ်ဆိုလို့နေတာပေါ့မုတ်ဆိုးမတရေကတော့မိတောက်မီလီယံတွေကြားထဲမှာနာကျင်စွာအော်ခင်းရင်လူးလိမ့်လို့နေပါတော့တယ်နောက်ဆုံးသူရဲ့ဒုက္ခပင်မှုတွေကရက်တန့်လို့သွားပြီးသူ့ရဲ့အပြစ်တွေကိုသူကိုယ်တိုင်ခံစားရတော့မှလည်းဖြစ်တာပေါ့ ။လူကန္နာကိုအရွယ်စားကနေလက်30စာလောက်ရှိတဲ့အယုတ်ကလေးတစ်ယုတ်ဖြစ်ကိုပြောင်းလဲသွားတဲ့အခါမှာဘယောကဆရာကြီးကအဲ့ဒီယုတ်လေးကိုလမ်းကောက်လိုက်ပြီးလက်ဝါးပေါ်တင်ထားခဲ့လိုက်ပါရယ်။နှကန်းပြားနာတေးကအပီးတိုင်းထိန်းရှုပ်စေမဲ့ကာရာတစ်ပုဒ်ကိုရုတ်ဖက်ပြီးဟူးဆိုထတ်မှုတ်ခဲ့လိုက်ပါသည်။မင်းနောက်ထပ်တကြံမွေးဖွားစရာမလိုတော့ဘူး။ယောက်ျားတွေကိုအလွန်အကျူးလိုချင်နေတဲ့တနာယူမဒီအိုးထဲမှာပဲတွားနေလိုက်တော့ မုတ်ဆိုးမတရေရေအော်ဟင်းညညတန်တွေကလုံးဝကိုငြိမ်သက်လို့သွားခဲ့ပါပြီ။ဦးထဲမှာလူလိမ့်နေတာလဲရက်တန့်လို့သွားခဲ့ပြီပေါ့။ဘယောကဆရာကြီးကမုတ်ဆိုးမတရေရေအင်းအားကြီးတာကိုတီးတော့အင်းကွက်ရေဆွဲထားတဲ့အနီရောင်ပိတ်စားနဲ့အိုးကိုအမြန်ဖုံးအုပ်ခဲ့လိုက်ပါတယ်။ပြီးတော့မန္တန်တပုတ်ကိုရွတ်ဆိုးပြီးအိုးအပေါ်မှာအနီရောင်ကျိုးနဲ့ထပ်မံရှိနှောင်ထားခဲ့လိုက်တာပေါ့။နောက်ဆုံးမှာတော့မုတ်ဆိုးမတရေကိုရှုံအောင်ထားတဲ့မိအိုးကဖြည်းဖြည်းချင်းညင်ကြလို့သွားခဲ့ပါတော့တယ်။ကိစ္စရီတော့ပြီးပြီ။ကျုပ်ဒီအိုးကိုရေးရဲလွန့်ပြစ်မယ်။ ခမရတို့ဖဏောင်တောင်ကုန်းရွာမှာမဟုတ်ဆိုးမတရေဆိုတာနောက်ထပ်ထပ်ပေါ်လာတော့မှမဟုတ်တော့ဘူးဒါပေမဲ့နောက်တစ်ချိန်မှာဘယ်လိုပေါ့လို့ပဲစားကအိုးအဖုံးကိုဖွင့်ပြီးကစားမလဲဆိုတာကြုံမသိဘူးအဲ့ဒီလိုမဖြစ်ပါစေနဲ့လို့ဆူတောင်းနေဗျာ ဘယောကဆရာကြီးကမြေအိုးကလေးကိုယူပြီးရွာကနေထွက်ခွာဖို့ပြင်ဆင်ခဲ့လိုက်ပါတယ်။ဦးပြောင်ကြီးကလည်းဘယောကဆရာကိုကားနဲ့လိုက်ပို့ပြီးခဲ့တာပေါ့။ကျော်တန်းနဲ့စိန်မင်းတို့နှစ်ယောက်ကတော့ပြုံးပျော်ရွှင်နေခဲ့ကြပြီးရွာသားတွေလည်းစိတ်သက်သာရရသွားခဲ့ကြပါတော့တယ်။အခုအချိန်မှာကြီးလက်ဒီသားရဲ့အေဂျင့်မှုအစ်စ်ကိုပြန်လည်ရရှိတော့မှာပဲလို့တယောက်တစ်ပေါက်ပြောဆိုနေခဲ့ကြပါတယ်။ဒီနေ့ရဲ့ဇလန်လေးကိုတော့ဒီနေရာမှာနေမယ်အဆုံးသတ်လိုက်ပြရစီလားခင်ဗျာကြီးစုပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပိတ်သက်တရားအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။ ဇလန်လေးရဲ့အဆုံးမှာတော့စိတ်ရှမ်းသာစရာပဲပေါ့ဒါပေမဲ့ပျောကဆရာကြီးပြောခဲ့တယ်လို့နင်းမြုံနေရဲ့မြီအိုဖုံးကိုနောက်တစ်ချိန်မှာဘယ်သူကများပွင့်ပြီးမုတ်ဆိုးမတရေကိုလွတ်မြောက်စီမလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်အလုံးမဲတာယာပျော်ရှင်သောညချမ်းကလေးပိုင်ဆိုင်နိုင်ကြပါစီခင်ဗျာဆုံးဒီနာစင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ကြည့်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာအကောင်းဆုံးတွေလည်းတို့ပြန်လာခဲ့ပါမယ်ခင်ဗျာ